ခုဒီဟိုအခုပြဿနာတွေတက်တယ်ဆိုတဲ့ခါကျတော့ညမအဟိုပေါ့နော်ဘယ်ချိန်လောက်ကစရောက်ပြီးတာလဲပြီးတော့အသေးစိတ်လေးနည်းပြပြပေးပါတူကဒီည9နိုင်ရန်လျှောက်တယ်ဒီမနက်ကို9နာရီကျော်လောက်မှဒီထဲကိုဝင်ရတယ်ဝင်ရချိန်မှာအဲသူတို့အစရှေ့ရရက်တွေကပြောတာစာရွက်စာတဲ့နေသူတို့မရှာနိုင်တဲ့အတွက်ပို့မဲစရင်ပါရင်စာရွက်တွေထုတ်ပေးပါလို့ကြားတယ်ဒီမှာအကုန်ထုတ်ပေးပြီး highlight ပါလုပ်ပေးခဲ့တယ်သူတို့အစစ်အကုန်လုံး work permit အကုန်မှတ်လုပ်ပေးခဲ့တယ်ဒါပေမဲ့အဲ့ထဲကိုရောက်သွားတဲ့အချိန်မှာသူကပြောတယ် ဒီဟာတောင်ငူမှာဘေးမှာစင်ကာပူလို့မရေးတဲ့အတွက်ဟန်ရိုက်တင်မပါတဲ့အတွက် သူ့ရဲ့မဲစရင်မဲလစ်တပြားမှမပါဘူးပြည်အမှန်တော့ तू ကတိုင်းတန်းဖြစ်တယ်ပဲလေးလားရမယ်တပြားမှမပါဘူးအဲ့ဒါဆိုရင်သူတို့ပြောရင်ဒီ complaint letter ကိုတင်မရေးပြီတဲ့ရေးပြီဆိုရေးပြီရေးပြီတော့ကျမတို့ submit လုပ်တဲ့ချိန်မှာသူကအကိုဘယ်တော့ပြန်တီးရမှာလဲဟိုဘက်ကသူရွေးကော်ကိုတင်မယ်ဆိုရင်ဘယ်တော့ပြန်တီးရမှာလဲဒီ date လေးတီးရမှာသူတို့တွေဘယ်တော့မဲပြန်ပေးနိုင်ရမလဲသိချင်တယ်လို့ပြောတယ်အဲ့ဒါကို तू မသိပါဘူးတဲ့ ကိုမျိုးညီကျမဖုန်းနံပါတ်နာမည်မေးဝိုင်ဖုန်းနံပါတ်ရှိတယ်အဲ့ဒါသူကပြောဒီမေးဟာမသိဘူးတဲ့သူတို့တင်ပေးမယ်တင်ပေးမယ်ဆိုโอเคဒီဆောင်နောက်ပြီးတော့သူကပြောဒီအဲ့နဲ့ပြီးတော့နောက်တစ်ခါကိုနိုင်ငံသားရဲ့ဝင်ကြီးဘဝနဲ့အကိုကြီးဦးလေးကြီးသမေးတယ်ဦးဒီဟာသူတို့မှာဒီဟာအကုန်လုံးပါရဲ့သားနဲ့ဘာဖြစ်လို့ဒီမေးစင်းရင်းထဲမှာ မှန်ဆိုသူတို့တွေကအကုန်လုံးဟိုကပို့လိုက်တဲ့အမှာမဲပြားမရှိဘူးသူတို့တွေလည်းမသိဘူးလေအဲ့မသိတဲ့အထိကအလုံးညာအတွက်လက်ခံနေဒါပေမဲ့ပြန်ပြီးတော့ပို့ပြီးဘယ်အချိန်ပြန်ပြီးမဲပေးခွင့်ရှိမလဲဒါကိုသူတို့လုံးဝမဖြေပေးနိုင်ဘူးဆိုတော့ငါတို့ဘယ်အချိန်ထိစောင့်ရမှာလဲဘယ်ချင်းဒီမှာလည်းမဆောင်ပြီးတော့အဲ့အကိုကြီးကပြောဒီဟာကို fountain နဲ့ဆိုရင်တကယ်သာသူရွေးကော်ကိုတင်မယ်ဆိုရင် government ကိုတင်လို့ဆိုရင် original ကသူတို့ယူပါလေ copy ဟိုတာညီမကိုပြန်အဲ့ဒါပြန်ညီမကြိုက်တာယူ့့ ဆိုတော့ဒါသူတို့တွေကမတင်ဘူးအကုန်လုံးကြောင်ထိုးပြစ်မဲ့သဘောလားဗမာလည်းသက်သေဘယ်တော့သိရမှာဗျအဲ့ဒါဆိုရင်အကိုတင်နေစာပဲအကုန်ကျမကိုပေးကျမလည်းပြင်မယ်အဲ့ဒါနဲ့မှာဗျအကိုပြောတဲ့ဟာတွေကအမှန်ကန်တာဒီမှာအကုန် record လုပ်ထားတယ်လို့ဗျ phone record လုပ်ဖမ်းကြိုက်တာလုံးလို့အဲ့တော့ကျမမှာသက်သေရှိမှကျမရွေးကော်လုပ်ပေးရမှာကျမတို့ဒီဟာပေးရလက်ခံပေးထားတာမဟုတ်ဘူးလို့အကျင်းနေအကုန်လုံးကောင်းတာသူ့မေကကျမမေအတိုင်းပဲဟိုလူရင်းနဲ့နော်လာလဲမလောက်တာလား သူတို့အခွင့်မရတာအကောင်လုံးညီမလက်ဝေးတာမင်းမပေးရဘူးသူတို့မပေးရတာအရင်ကွက်နဲ့အခုညီမတို့သူဘယ်တော့မှမသိဘူးလို့ပဲပြောတယ်မတော်မမပေးမင်းတို့သိရမလဲဆိုမြားလည်းမပြောတာနဲ့ပြောတယ်သူကဒီအဲ့တန်းမအကြီးကပြောတယ်ဒီစာရွက်ကားတဲ့ပေးတာပေးတာပုံစံတစ်သုံးပါမမဲကပြပေးတာအကျုံးဝင်တာတဲ့ပြောအဲ့အချိန်မှာတစ်ချိန်ထဲမှာဒီကောင်လေးရပုံစံတစ်သုံးပါတယ် ပုံစံနေတော့မှကိုအကျုံးဝင်တာပေါ့လို့ဒါဆိုဘယ်မှာမဲပြားလဲဆိုအောက်ကန်ကမဲရတပြားမအောင်ရှိတာလို့ပြောတယ်။အဲ့ဒါဆိုပုံစံတသုံးကလည်းတရားမဝင်ဘူး။သူတို့တွေဒီမှာပြောက်တဲ့အထည်ကိုကျွန်မလက်ခံနေတင်မေးတယ်ဘယ်တော့ပြန်ရမလဲဆိုတဲ့ဟာကိုအပြေမပေးနိုင်ဘူး။ကျွန်တော်ရှင်းရနေမတိုင်ဘူးဘာမှမရနိုင်တော့ဘူး။ကျွန်တော်ဒီနေ့ဆုံးချုပ်နေဟုတ်ကဲ့ပြောပါ။ကျွန်တော်မရဇေယဇေယလင်းပါခင်။အခုလိုဖြစ်နေဆိုတော့ကျွန်တော်ကဟိုသူတို့ရဲ့ပရိုစီဒါအတိုင်းပဲအခုဟုတ်ကဲ့ပုံပုံ25ကိုဖြည့်တယ်။ ုံစံ5ကိုဖြည့်တယ်ပြီးတော့ကျွန်တော်ပုံစံ5ကို online ကနေတင်တယ်ကျွန်တော်မှာ official receipt လို့ရရှိကြောင်းကိုကျွန်တော်ပြန်ရတယ်ပြီးတဲ့အခါကျတော့သူတို့ရှိကဟိုဘောမဲမဲမဲထုတ်လို့ဟောမဲမဲအာပေးလို့ပေးနိုင်တယ်ပေါ့နော်ပေးလို့ရတဲ့လူရဲ့စရင်ထွက်လာတယ်အဲ့မှာကျွန်တော်နာမည်ပါတယ်အဖေနာမည်အမေနာမည်မှတ်ပုံနေတာအကုန်လုံးတူတယ်ဆိုတော့အမတ်ပြောတဲ့ပုံစံတစ်ကနေ၃လက်ပါတယ်စင်ကာပူဆိုတာလည်းပါတယ်နိုင်ငံခြားမှာပါတယ် โอเค fine အဲ့တော့ကျွန်တော်မနေ့ကညဆက်နှစ်နာရီတညလုံးတညလုံးဒီမှာစောင့်ပြီးတော့တန်းစီတယ်ဒီတနိုင်ထူပြီအော်ဒီနေ့မနေ့ကျွန်တော်တနိုင်ထိုးမှဝင်ရတယ်သူအထက်မှာစောင့်တယ်အဲ့တော့ကျွန်တော်မျိုးကမျိုးကအုတ်ကံမျိုးအဲ့ဒီမှာသူကအုတ်ကံကကောင်တာလေးတဲ့ကျွန်တော်ကောင်တာလေးကိုတန်းသွားတယ်ဒီစာရွက်ကိုပြတယ်ဒီစာရွက်ကိုပြတော့သူက easy reference ပဲကျွန်တော်ပြတယ်အဲ့ဒါဘယ်လိုဖြစ်လဲဆိုတော့ဒါကိုကြည့်ပြီးတော့မှမဲတပြားမှမပါလာဘူးတဲ့မဲတပြားမှမပါလာဘူးတဲ့ဒီဟာကိုကြည့်တော့မဲတော့မရှာဘူးဗျာ အဲ့မှာဆိုလို့ရှိရင် तू ဒီမဲမဲပါဘူးဆိုတာအစိုးကြီးတည်းမတည်ဘူးလားဟုတ်တယ်မလားဘူးအော်ခင်နိုင်တာဒီမဲကိုပဲသူတို့အရင်ဆုံးပေးတဲ့တခြားလူတယောက်ကိုပေးပြီးတော့မှကျွန်တော်လည်းရောက်မှမပေးမပါဘူးလို့လည်းမဖြစ်နိုင်ဘူးလားအဲ့တော့ကျွန်တော်ကျွန်တော်ကဘာဖောင်းမှမရှိဘူးကွာကျွန်တော်ကဒီကမလေးအကုန်လုံးကအပြည့်ရှိရတာနဲ့အခုကျွန်တော်မဲတစ်ခုမှမပါလို့ကျွန်တော်အရန်ကိုခံစားရတယ်အဲ့တော့ကျွန်တော်သွားပြောတယ်ကျွန်တော်တို့တစ်ခုခုလုပ်ပေးပြန်နော်ဘာလို့ဆိုတော့ဒီဖောင်းတာကိုလိုပေါင်းတာဟုတ်လားဆိုတော့အဲ့ကဟိုမှာကြီးอ่ะ စာစာပေါ်မှာရေးလိုက်ရည်ကွန်ပလိတ်လက်တာရေးလိုက်ရည်တဲ့ပြီးတော့ရှင်တို့တင်ပေးမယ်တဲ့အဲ့လိုကျွန်တော်ပြောတယ်ကကျွန်တော်ကမှဒါ first time ကျွန်တော်မှ experience မရှိဘူး SBM မရှိရတဲ့အမားတို့ကတရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ဒီမျိုးဟာကြီးတွေ့နေတာအဲ့တော့အမားတို့အကြောင်းရတဲ့ရေးပေးရင်ဆိုကျွန်တော်ပြောတာဒါဘောဒါဘောကျွန်တော်ကဖတ်မယ်မှန်ကန်တယ်ကျွန်တော်လည်းမထုံဘူးဒါဘောအမားတို့ရှိရဒါဘောဒါဘောဟုတ်တယ် ကျွန်တော်မဲဘယ်နဲ့ဘယ်ရက်ကိုကျွန်တော်ပြန်ပေးလို့ရတယ်ဆိုတော့ကျွန်တော်လိတ်အတိအကျသိချင်တယ်ကျွန်တော်မစောင့်နိုင်တော့ဘူးဟုတ်တယ်ပြန်လေးပေးရကျွန်တော်မပေးရဘူးဒါပေါ့ဒါပေါ့တညာလုံးစောင့်လာပြီအဲ့လိုမျိုးဆက်နေနေကြော်သွားอยู่အကြောက်အဲ့တော့ကျွန်တော်ဆိုတော့ဥစောမဇောထုံးချိန်ကလာမှာဇောထုံးချိန်ဥစောထုံးချိန်ကတန်မဲ့ကိုတန်မဲ့ကိုကျွန်တော်သွားပြောတယ်ကျွန်တော်ဘယ်လိုလုပ်ပေးမှာလဲကျွန်တော်အရင်ကိုခံစားရတယ်ဆိုတော့ तू ကဒီမဲကတဲ့ဒီလိုမျိုးမဲမပါလာတာ तू မသိဘူးတဲ့ကိုဘက်ကနေပြီးတော့တစ်ခါလဲပေးလိုက်တာတဲ့ အဲ့တော့ဟိုဘက်ကတခါနဲ့ပေးလိုက်တယ်ဆိုတော့ဗျာကိုစဉ်းစားကြည့်စိုးစိုးကကျွန်တော်သွားပြောတဲ့အမကကျွန်တော်ကိုဒါသွားပြခါတယ်သူပိုတဲ့ချက်ချင်းတက်ပြောတယ်မဲမပါလာဘူးလေဘာသဘောလဲကွာမင်းတပြားမှမပါလာဘူးလေကျွန်တော်ရဲခံစားရဒါပေါ့ဒါပေါ့ဘာဖြစ်လို့မဲမပါလာလဲကျွန်တော်ဘာဖြောင်းလို့လဲဘာဘာပြစ်ချက်ရှိလို့လဲဘာကူးမှကျွန်တော်မပူနဲ့ကျွန်တော်အမလို့တာမပေါ့အဲ့တော့ तू ကပြောရဲဆိုဒီကူးမှနေ तू ကဘာမှထွေတဲ့မရှိဘူးလေမဲမဲပဲမပါလာတာလေအဲ့တော့ပြီးတော့ကျွန်တော်စင်ကူးမှနေတယ်ဗျာဒီဟုတ်တာဟုတ်တယ်ဒီမှာမင်းကမစင်ကူးလို့လည်းရေးထားတယ်ပေါ့ကြည့်ပါဟုတ်ကဲ့ပါ ကျွန်တော်မဲမပေးရဘူးယာကျွန်တော်လည်းဘာမှမလုပ်ပေးဘူးအဲ့တော့ကျွန်တော်ဘယ်နဲ့ဘယ်ရက်ကိုကျွန်တော်မဲပြတ်ထည့်လို့ရမလဲဆိုတော့ပြောပြောတယ်မသိဘူးတဲ့ဘာလို့သူတို့ကဒါသူတို့ပြောမလဲသူတို့မသိနိုင်ဘူးပေါ့နော်ဒီ complaint letter တော့သူပြန်ရေးပေးမယ်လေအဲ့လိုပဲပြောတယ်တောင်းယူမှုတောင်းကောင်းဘာမှမရှိဘူးပေါ့ရှိဘူးအဲ့ဒါသိချင်တယ်ကျွန်တော်တိတ်ပြောရန်ခံစားရတာဗျာကျွန်တော်ဘာကဘာပစ်ချက်မှမရှိဘူးနဲ့ကျွန်တော်မဲမထဲအောင်ကျေးဇူးတင်ပါတယ်ကျေးဇူးပါ